တပါဆန်အစီအစဉ်ကကြိုဆိုပါရစေ။ဒီအစီအစဉ်အားဆိုလို့ရှိရင်စာပေဂီတာ၊ပတိကာတုံးအမှုပညာနယ်ပယ်၊ကျမ်းမာရေးနယ်ပယ်၊လူမှုရေးနယ်ပယ်အစရှိတဲ့နယ်ပယ်အသီးသီးကထင်ရှားကြော်ကြားတဲ့သူတွေနဲ့တွေ့ဆုံပြီးသူတို့ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေ၊သူတို့ရဲ့လက်တလုံးလှုပ်ရှားမှုတွေ၊ပြည်သက်ကြီးရဲ့အတွက်ဘဟုတုတဖြစ်ဖွယ်ရာတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာပါ။ အင်ဒိုနီးရှားနိုင်ငံမှာလူကုန်ကူးခြင်းခံခဲ့ရပြီးတော့အတ္တမခိုင်းစေခံခဲ့ရတဲ့မြန်မာနိုင်ငံသားတွေဟာမေလအစောပိုင်းတုန်းကမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒီလိုပြန်လည်ရောက်ရှိလာဖို့အတွက်ရွှေပြောင်းသွားလာမှုဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း IOM ကအကူအညီပေးခဲ့တယ်လို့သိရပါတယ်။ဒီတစ်ပတ်ရဲ့မိသားပါဆန်အစီအစဉ်မှာတော့အင်ဒိုနီးရှားနိုင်ငံမှာလူကုန်ကူးခြင်းခံခဲ့ရပြီးမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာသူတအူးနဲ့တွေ့ဆုံတင်ဆက်သွားမှာပါ။အကူမင်္ဂလာပါ။ ဟုတ်ကဲ့ဥဆုံးအနေနဲ့ပေါ့နော်ယမင်းသိချင်တာကကိုဒီအင်ဒိုနီးရှားနိုင်ငံကိုဘယ်လိုရောက်ရှိသွားခဲ့လဲဆိုတာကိုသိချင်ပါတယ်ဒီမြန်မာပြည်ကနေပြီးတော့မြောက်ဝတီနေဆက်ပဲပေါ့နေဆက်ကနေပြီးတော့ဒီထိုင်းဘက်ကူလာတာထိုင်းကူထိုင်းရတဲ့စင်ကြုံဒီအင်ဒိုနီးရှားကိုသွားကြဟုတ်ကဲ့ဒီလိုမျိုးသွားဖို့အကိုဘယ်လိုအဆက်အသွယ်နဲ့သွားရောက်ခဲ့ရလဲရှင်ကျွန်တော်ဒီသွားဖို့မစဉ်းစားပါဘူးဒီသွားတာဒီထိုင်းနေဆက်ဘက်ထိုင်းဘက်မှာပဲလောက်တော့လောက်တာထိုင်းရတဲ့စင်ကြုံဒီဒီကွဲစားရင်တွေ့ပြီးတော့အစင်းစင်းမျိုးအင်ဒိုနီးရှားရောက်သွားတာ ော်ဒါဆိုအကိုမြန်မာနိုင်ငံကထွက်တော့ဟာရောဒီအကိုဘာသာကိုသွားခဲ့တာလားဒါမှမဟုတ်ရှင်တယောက်ယောက်ရဲ့စီစဉ်မှုနဲ့အကိုသွားခဲ့ရလားရှင်ဒီမြန်မာနိုင်ငံဆက်ထွက်တာကိုဘာကိုပဲသွားခဲ့တာပါဒီရဇက်ပရိရောက်တော့မှလားအများစီစဉ်နေဖြစ်သွားတယ်ဒီပွဲစားတွေလည်းပေါ့ရဇက်ဖျားသုံးမျိုးဝီဖျားသုံးမျိုးပဲမရောက်မှပွဲစားရေးနေတယ်ဩဒီမြောက်ရီဘက်ဆိုတာဒီမြန်မာနိုင်ငံတွင်းမှာပဲရှိသေးရမလို့ပေါ့အဲ့ဒါကြတော့ဒီမြောက်ရီဘက်ကနေပြီးတော့ကိုတို့ကဘယ်လိုပုံစံမျိုးပြောပြီးတော့တို့ကခေါ်ဆောင်သွားရလဲရှင်ဒီတစ်ချက်ဖက်နိုင်ငံမှာเนาะအလုပ်ရှိရဘူးသူပြောတာအလုပ်ရှိရဲဒါသာကောင်းကောင်းရမယ် လာစားကောင်းရောက်ပြီးဒီအလုပ်ကောင်းကောင်းမှုပေးမယ်လို့သူပြောပြီးခေါ်လာတာပြောရတော့ကျွန်တော်လေလောက်ရမယ်ပြောတော့ပြောလေလောက်ရမယ်သူပြောလေလောက်အလုပ်လာစားကောင်းကောင်းရတလောက်ဘလောက်ဘလောက်သူပြောပြီးတော့ခေါ်လာတာခေါ်တော့ကောကိုထိုင်းနိုင်ငံလို့ပြောပြီးခေါ်သွားလာအင်ဒိုနီးရှားလို့ပြောပြီးတော့ခေါ်သွားလာကောပြောရတာဘာမှတော့မပြောသေးဘူးခေါ်သွားတော့ဒီကျွန်တော်ဒီထိုင်းနိုင်ငံရောက်တော့မှလာအင်ဒိုနီးရှားလို့ပြောကြဒီရတော့လေလောက်ရမလေလိုက်ရမလို့ပြောအတိပေးထားသေးတယ်ကျွန်တော်ဘာမှအတိမပေးဘူးပွဲစားကအလုံး၃ယောက်၃ယောက်ဟုတ်ကဲ့မြောက်မြမာဒီကနေဒီ ရေကောတောင်ဘက်ကနေတယောက်ရေကောတောင်ကတစ်ဆင့်တောလန်းသွားတဲ့ဒီလမ်းပြပေါ့နော်လမ်းပြတယောက်လမ်းပြမျိုးနောက်တစ်ဆင့်ဆက်လွယ်ဒီယူရီယာဘက်ကကျွမ်းနဲ့လမ်းကျွမ်းလူတယောက်ဒီအဲ့အမနောက်ဝိဆုံမငငယ်ပွဲသားမငငယ်ဒီသူကနောက်ဆုံးပဲအဲ့တော့၃ယောက်ပါပဲသူအစင်စင်သူအကြီးဆုံးကတော့ပွဲသားမငငယ်ပါပဲသူကကျွန်တော်တို့ပြန်ဝယ်ပြီးတော့သူရဲ့သူခုခေါ်လိုက်လူလမ်းပြရာလေးဒီပတ်စံပေးပြီးတော့ပေးလိုက်တယ်ဒါပြကျွန်တော်တို့သူကတတိယမပြန်ရောင်းတယ်အဲ့လိုမျိုး အကူကအဲ့ဒီကိုရောက်ခရဲကဒီပွဲစားနဲ့တွေ့ခဲ့ရလားဒါမှမဟုတ်အဲ့ဒီမှာရောဒီမြန်မာနိုင်ငံပေါ့နော်မြန်မာနိုင်ငံထဲမှာရှင်ရောကွယ်အလုပ်တစ်ခုခုလုပ်နေသေးရမျိုးလားအဲကျွန်တော်မြန်မာထဲမှာရှင်ရောလက်ရှိကတော့ဘာမှတော့မလုပ်တော့လက်လုံးဒီနည်းနည်းပါးပါးတော့ကိုဒီဝင်လောက်တာပေါ့အလုပ်ဒီတိုးတွေ့နေကြောက်တူကြောက်တူကြောက်တွေပါတဲပါဒီကားတွေပါပြင်တော့ကျွန်တော်လုပ်သေးပါတယ်ဒီနေဆက်ပုံမှာကျွန်တော်ဝင်လောက်ပါတယ်နောက်တော့အစီအပြေတာနဲ့အာလုံးမပစံပြနေစမှာကောင်းလီဟိုဘက်ဟိုနိုင်ငံမှာတခြားနိုင်ငံမှာကောင်းတယ်လို့သင်ကြတယ် ဲ့ဟုတ်ကဲ့အသင်းကတငယ်ချင်းလေးညာသွားပြီးတော့သွားမေးစုံစမ်းပြီးတော့မှသွားကြကျွန်တော်တို့အဲ့ဆိုရင်အကိုဒီမြောက်ရီမှာအကိုရှိနေတဲ့အခါမှာအကိုဒီလှေပေါ်မှာလုံးဝမယ်ဆိုတာပဲတည်ထားရပေါ့ဟုတ်ကဲ့အဲ့လောက်ထိတော့အကိုတည်ထားရပေါ့တည်ထားရပါဩဟုတ်ကဲ့ဒီအင်ဒိုနီးရှားနိုင်ငံရောက်သွားတော့အကိုတကယ်တကယ်တကယ်ပေါ့နော်ဘာလို့လုံးကန်ခဲ့ရလဲရှင်ဒီငါးဖန်းဒီငါးဖန်းလုပ်ငန်းမလုပ်ကန်ခဲ့တာကျွန်တော်ဒီရေလူရေလူရေလူသားပဲဒီငါးတွေဖန်းနေဒီရှမ်းထိုင်းနိုင်ငံပြန်ပို့တယ်ဒီ လိုပဲလဲလဲကြပါသူတို့ဒါဆိုလို့ရှိရင်ညီမသိချင်တာဒီအကိုဒီရန်ကုန်မှာနေရလားသိတော့ကိုစားတည်းဟုတ်အကိုရန်ကုန်ကနေပြီးတော့ဒီရှမ်းပြည်နယ်လောက်ထိကကိုကကိုဘသားကိုအလုံးလုံးမယ်ဆိုပြီးထွက်သွားလိုက်တာပေါ့ဟုတ်အဲ့ကိုရောက်တော့မှပွဲစားနဲ့တွေ့ပြီးတော့အကိုတစ်ဖက်နိုင်ငံကိုရောက်သွားတာပေါ့ဒီပြောလို့ကတော့ကိုတို့ဒီအလုံးရမယ်ဘာညာပြောတော့လမ်းစာဘယ်လောက်ရမယ်တို့ဘာတို့အဲ့လိုမျိုးပါခဲ့သေးတယ်ပါခဲ့ပါတယ်သူလေးလောက်သားခုတလောက်သူဘတ်6တောင်ပေးမယ်ဒီလောက်တဲ့အခုလောက်ကောင်းကောင်းလို့တလောက်ပူပူပေးသွားမှာသူပြောတာ ဒီပြီးတော့အပူစင်းဆိုတာရှိသေးတယ်ဒီပြန်လေးပြန်လေးပြန်အပူစင်းရတယ်အပူစင်းဆိုတော့သူတို့ဒီခုငားတွေရောင်းရတဲ့ကောက်ဆူပြီးတော့ဆူဆူထားပြီးတော့သူကနောက်မှပြန်ကလေးရရင်ဘက်ဘလောက်ဘလောက်ဆိုတော့ပြီးရရှိသေးတယ်ဒါတော့ဘတ်6000လောက်သတ်မှတ်ထားကျွန်တော်တို့ကတော့ဟုတ်ကဲ့ဒါဆိုဒီအခုအိမ်မှာလောက်တော့ကောဒီဘတ်6000ဆိုတတ်မှတ်ထားတဲ့ငွေကိုရခဲ့လားကောอืมမရခဲ့ဘူးမရခဲ့ဘူးဆိုတော့ဒီမျိုးတို့ကဒီအင်ဒိုနီးရှားနိုင်ငံမှာပေးတာတို့ကဘတ်မဟုတ်ဘူးဒီအင်ဒိုနီးရှားငွေဟိုမှာတုံးဖို့ကဖေလဖေးပါညာပစီစေးစရာဝယ်ဖို့ အနေချင်းမပြီးခဲ့။အနေချင်းတလောက်10သိ10သိဆိုဘဝငွေ10သိမို့အင်ဒိုနီးရှားငွေ10သိတလန်အလောက်ပဲပြီး။ကျွန်တော်ကျွန်တော်စားပြီးတော့အရင်ဆုံး3-4သိန်းစားပြီးတာ။ဟုတ်ကဲ့။နောက်မှတစ်ခုတက်တက်သွားတာပေါ့။ဟုတ်ကဲ့။ဒီအကိုဒီလေးပေါ်မှာရောဘယ်လောက်ကြာကြာကိုလုံးလုံးခိုင်းခဲ့ရလဲရှင့်။ကျွန်တော်လီလောက်တယ်လီအလုံးပေါင်း3စီးလီစီး။တစီးမှာ2နှစ်နောက်စီးမှာ6လနောက်တစီးမှာ1နှစ်ခွဲနောက်စီးမှာ2လအဲ့လိုပြီးတော့တော့ကျွန်တော်မလုပ်နိုင်ဘူးအကမ်းမှာပဲနေခဲ့။ဒီကန်းညံခဲ့တာပေါ့နော်။ ဒီရေလုံးကမလုံးနိုင်တော့ဘူးဆိုပြီးတော့ကမ်းမနေခဲ့တောင်းပြန်တယ်တောင်းပြန်လို့မရတာနဲ့ကမ်းမမနေခဲ့ဒီလေပြောင်းတာကြတော့အကိုသဘောထားနဲ့ပြောင်းလို့ရလားဒါမှမဟုတ်ရှင်သူတို့ကပဲလွှဲပြောင်းပေးတာလားဟုတ်ကျွန်တော်သဘောထားပဲပြောင်းဒီဟိုဒီလေမလိုက်တော့ဘူးပဲနေပြောတောင်းပြန်တယ်ဒီပဲနေဆိုတော့ဒီကပ်လေးပေါ့နော်ဒီတကြီးကြီးပြောပြောတကြီးကြီးပြေးမပြန်ဘူးပြင်းပြန်တော့ကိုသဘောနဲ့ကိုကမ်းမနေခဲ့ခူးနေခဲ့တာပေါ်တင်နေဖမ်းနေသူတို့တွေကခူးနေခဲ့တော့နောက်တစ်လေပြန်လိုက်တယ်ဒီကိုကအဆက်အသွယ်နဲ့ကိုကရှာပြန်လိုက်တယ် အောက်ကလေး6လောက်အဲ့လိုပဲအစင်းစင်းနေတယ်ဒီညီမတို့ကြားတာပေါ့နော်အကိုတို့ဒီအလုံးလုံးချိန်ကတနည်းကို90လောက်ထိရှိတယ်ဆိုတော့လေအကိုတို့အကိုကတကယ်ကြုံတွေ့ခဲ့ရလို့ဆိုတော့ဘလို့ဖြစ်ပြက်မျိုးတွေအကိုကြုံတွေ့ခဲ့ရလဲရှင်20နာရီဆိုတော့ယခုလိုပြောသူတနည်းကိုအလုံးလုံးချိန်က4နာရီတစ်ချိန်တနည်းမဟုတ်ဘူးပေါ့ဒီတဆူအဲ့တဆူဆွဲတင်လာတဲ့အလုံးလုံးချိန်ကဆို4နာရီပေးထားတယ်တဆူ4နာရီဆိုရယ်အဲ့4နာရီမှာကိုမြန်မြန်သလိုနားလို့ရတယ်ပြီးမပြီးဘူးပြီးပြီးသလိုငားတွေကနည်းနည်းလေးမှမဟုတ်ဘူးအများကြီးတောင်းလုံးပုံထားတာငားတွေက ဲ့ဒါအမြင်လောက်ကြတယ်မနာဘူးထမင်းစားခြင်းတော့မရှိဘူးတခါကျရင်မနာဘူးအဆူကဆက်နေချိန်ဆက်နေထမင်းစားခြင်းမရှိအချိန်မရှိအဲ့လိုမျိုးကျွန်တော်တို့အခုတော့ကမ်းမာနေခဲ့တဲ့အခါကျတော့ဒီဒုက္ခတွေပိုင်းနဲ့ကြုံခဲ့ရရှိသေးလားအခက်အခဲတွေရှိပါတယ်အများနည်းနည်းပါးပါးတော့ရှိပါတယ်ကမ်းမာနေတို့များဒီများနိုင်ငံဆိုတော့ဟိုသွားတတ်မလားတဲ့ဆိုတော့စကားသူတို့စကားဆောင်မတက်သေးဘူးခုနောက်ပိုင်းမှလည်းကျွန်တော်အဲ့ဒါကိုတန့်အောင်တင်ထားပြီးတော့ဖြစ်သွားတာနေခဲ့အခုတော့အခုနောက်ပိုင်းဒုက္ခများဆောင်းဒုက္ခတော်တော်ရောက်ခဲ့ မြန်မာနိုင်ငံမြန်မာစကားလည်းမတက်သူတို့စကားလည်းကိုနားမလဲဒုက္ခတော့တော်ရောက်ခဲ့ပါတယ်ဒါဆိုရင်ညီမဟိုမရှင်းတာပေါ့နော်အကိုကထိုင်းငါဖန်တင်မောပေါ်မှာအခုအလုပ်လုပ်ခဲ့ရတာဒါပေမဲ့အင်ဒိုနီးရှားနိုင်ငံကိုရောက်သွားတယ်ဆိုတော့အကိုကဒီထိုင်းငါဖန်တင်မောနဲ့လိုက်ပြီးတော့အင်ဒိုနီးရှားနိုင်ငံမှာဆင်းနေခဲ့တာလားရှင်မဟုတ်အင်ဒိုနီးရှားနိုင်ငံမှာထိုင်းငါခန်းတင်မောသွားမှန်းဒါပေမဲ့ဟိုမှာထိုင်းငါဖန်တင်မောနဲ့အလုပ်လုပ်ရသေးတယ်နှစ်နှစ်ဒီကျော်ဒီကသွားတယ်ကျွန်တော်လေးနေကျွန်တော်နှစ်နှစ်နောက်မှတောင်းပြန်တယ်တောင်းပြန်လို့မရတာနဲ့ကမ်းကျင်မကမ်းမှနေခဲ့တယ် ကမ်းမလေးကပြီးဒီကိလေးဆက်လိုက်ဒီကိလေးရလိုက်လိုက်အစင်းတောင်းပြန်တောင်းပြန်ပြန်နောက်ဆုံးအခုလာမယ့်ဒီ2014ဆယ်လာဘိုင်းဆက်လာဘိုင်းဆက်လာဘိုင်းဝင်ရအောင်ပါပဲဒီ AB တင်ထန်တာအခုကျွန်တော်ပြောတဲ့အမတ်စတာလာကျွန်တော်တွေ့ဆုံးနဲ့တွေ့ဆုံးပြီးတော့မှလို့ခုလို့ပြောတာဒီဟာပေါ့နော်အကိုကတော့ပုံမှန် အဲ့ဒီကိုရောက်သွားကြတဲ့ကကိုကပုံမှန်အလုံးလုံးရမယ်လို့ထင်ခဲ့တာလားဒါမှမဟုတ်ရှင်ကိုကအဲ့လိုပေါ့နော်ကိုရောင်စားခံလဲရပြီလူကုန်ကူးခံခဲ့ရပြီလို့အကိုထက်ရိုက်တည်လားရှင်ပထမတော့ကိုပေါ့ဟိုပဲအလုံးလုံးမထင်ရနောက်မှရောင်စားခံတော့တည်တယ်သုံးလဒီတလန်းနလာပိုင်းတော့ဘာမှမသိသေးဘူးနောက်မှတည်လာတယ်အားလုံးကဘလို့ဘလို့ပုံစံမျိုးနဲ့အကိုရိမ့်မိလာလဲရှင်ကျွန်တော်ဒီပွဲစားတွေအခုဒီတစ်ဆင့်မှာအခုကျွန်တော်တို့ရောင်စားလိုက်ပြီဆိုတာပတ်နှစ်တောင်းလေးတောင်းဆိုယူတယ်လူတအူးသူဒီလေထွက်စိတ်ဆိုပေးတယ်အဲ့ဒါတွေကဒီပွဲစားတွေယူထားလိုက်တယ်ကျွန်တော်တို့လက်ထက်မရောက်ဘူးပတ်တယောက်နှစ်တောင်းလေးတောင်း အဲ့ချိန်မှာသူကပြောတယ်300ဆိုတာအလုတ်ဆက်ကမယ်300ဆိုတာတလောက်ဆိုဘလောက်ဘလောက်ဆိုတမန်မထားဘူး300ဆိုတာအလုတ်ဆက်ပြီးွားရင်ဒီ900လေးတော့အကျွေးရတထိပ်ပေးတဲ့900လေးထွက်စေဆိုကြည်ဝါပြီကြည်ဝါကျန်တဲ့လဆာကုလဆာလေးပဲဒီများလဆာမျိုးကုလဆာလေးပဲပုံမှန်တောက်လျှောက်ရမယ်သူပြောတာအဲ့လိုမျိုးအဲ့ချိန်မှာကိုယ်သိလိုက်ပြီကိုယ်ဆက်900လေးတော့ပါသွားပြီဆိုတော့ရောင်းစားခံလိုက်ရပွဲစားလို့အခုတော့ဒီမြောက်ရီကနေတဆင်းပေါ့နော်ဟုတ်ဖျားသုံးစုဖျားသုံးစုအဲ့ရနေတဆင်းဟိုဘက်ကိုသွားတဲ့ခါကျတော့မြန်မာနိုင်ငံသားဘယ်နှစ်ယောက်လောက်ပါခဲ့လဲဟုတ်ရောင်း20ကျော်တယ်ပေါ့ တ်အနေနဲ့ရဲရဲကတူနေတယ်ပေါ့နော်ဟုတ်ကဲ့နည်းနည်းအယောက်20ကျော်ဟုတ်တယ်တကယ်ဒီသင်းမပေါ်ရောက်သွားတော့ဒီအယောက်20လောက်ကအတူတူရှိနေတုံးလားလူ껙သွားခဲ့ပြီလားကောရှိတယ်အတူတူပဲဒါပေမဲ့껙တာနှစ်ယောက်သုံးလောက်ပဲလူ껙သူဒီရှာပြီးမထိုင်းနိုင်ငံမှာယူတဲ့နေရာမှာရှိတယ်သူမိပါတယ်သူရှုမမပတ်စံနဲ့လာယူပါတယ်သူတို့နှစ်တောင်းလေးသောင်းနှစ်တောင်းလေးသောင်းတောင်း껙ဆိုလို့တောင်း껙ဘတ်ဘလောက်ဘတ်နှစ်တောင်းလေးသောင်းနှစ်တောင်းတောင်းလေးသောင်းနှစ်တောင်းလေးသောင်းလို့ပြန်လာရယူပါသူတို့ပေါ့ဩဒါဆိုရင်မိပါဆွေမျိုးကလာယူမယ်ဆိုရင်တော့သူတို့သတ်မှတ်ထားတဲ့ဈေးနဲ့ဆိုပြန်ယူပြန်ယူသွားလို့ရတယ်လို့ပြောတာ အဲ့မှာပေါ့နော်ဒီညီမတို့ကြားတာအကိုလည်းကြုံခဲ့ရမလားမသိဘူးတချို့အလုံးလုံးနိုင်တဲ့သူတွေပေါ့အလုံးလုံးနိုင်တဲ့သူတွေဆိုလို့ရှိရင်လည်းဟိုလုံးနိုင်သည်ဖြစ်စေမလုံးနိုင်သည်ဖြစ်စေလို့တခုခုများဖြစ်သွားခဲ့ရင်လည်းဟိုရက်ဆက်တဲ့လောက်ရက်တွေပေါ့နော်အဲ့လိုမျိုးလည်းရှိခဲ့တယ်လို့ကြားတယ်ပေါ့ဟိုအလုံးလုံးမနိုင်ဒီဒီမောကျောက်လေးတဲ့ဒီကျောက်တုံးတုံးထန်းခိုင်းမထန်းနိုင်လို့ရှိရင်သူတို့အဲ့လိုမျိုးအမေရောဒါတော့မနိုင်ဘူးလားဗျာညာသူကဆဲဆူဇူမောင်ထိုးကြိတ်ပြီးရိုက်နှက်ပြီ။ခါကြရင်အခုအလုံးလုံးနေချိန်မှာတော့နှားတယ်နော်ကဖေးပဲတက်တော့တယ်။တော့တော့မရဘူး။ ညဆိုဒီပဲ့နေတော့မဟုတ်ဒီဟုတ်ဒီပါခေါင်းဆောင်ဒီလေးမှာခေါင်းဆောင်ဆိုအမြန်တရားတယောက်ရှိတယ်သူတို့တွေကဆဲဆူဆူမောင်းပြီးတော့အမှထိုးနေရိုက်တယ်မြောက်မနေ့ပြန်အလုပ်ပြန်လုပ်ခိုင်းအဲ့ဒါနဲ့စိတ်ညစ်ပြီးတော့အလုံးကန်းကြအလုပ်ဖြစ်သွားကြအလုံးကဒီလိုမျိုးအခုတော့တင်းမောပေါ်ပြန်မလိုက်ဖ ೇನೆ ကန်းမောမှာနေခဲ့တော့အန်နီရောကင်းရလားမကင်းဘူးအနေရမြို့မြို့ကြောင့်အခုတင်မောပေါ်ပြန်လိုက်တဲ့ပြန်မလို့ကမ်းမှာကြံခဲ့လို့ရှိရင်ဒီတကြီးတွေကပယ်နေရအောင်နော်ဒီ တို့နိုင်ငံရှိတဲ့ office plate ကိုအပ်ခဲ့ဒီ passport နာမည်နဲ့နံပါတ်နဲ့အားလုံးဒီဒီဒီမှာမလိုက်တော့ကြံခဲ့တယ်ဖမ်းပြီးချော်ရထဲထားပါလို့ရိုင်းနဲ့ထိုးပါလို့မှာခဲ့ခါကြရင်ပြန်ပြီးလို့ရှိရင်ဒီပင်နယ်တော့ပြန်ထည့်ပေးလိုက်ပါပြောခဲ့ဒါရှိရင်အကိုတို့အနေထားကကျမ်းပေါ်မှာကြံခဲ့လို့ကိုဒီလိုရောင်းစားခံရပါတယ်ဆိုတော့လေတို့နိုင်ငံရဲ့ရေကိုတိုင်လို့မရခဲ့ဘူးပေါ့အင်းမရခဲ့ဘူးမရခဲ့ဘူးရတော့ရဒါပေမဲ့တို့နိုင်ငံစကားတို့တို့နိုင်ငံစကားပြောမတတ်တော့တော်တော်ခုကျွန်တော်ဘယ်မှာပြီးသားအခွင့်အရေးတိတ်မရှိဘူး တို့ဒီရှမ်းလူမျိုးနဲ့ဒီရိုးရလူမျိုးနဲ့တို့အင်ဒိုလူမျိုးစုတို့အခွင့်အရေးပေးကြတယ်ကိုဗမာလူမျိုးစုတို့တော့အခွင့်အရေးမပေးကြဘူးနှိမ်နာဘောကိုဗမာလူဆိုရင်အားလုံးဒီအခုအခုလောက်ခဲ့တာငါဖန်တင်မော်လေး၄စီးလောက်လို့ပြောပြနော်ဟုတ်ကဲ့၄စီးအဲ့ပေါ်မှာရောဒီမြန်မာနိုင်ငံသားတွေပေါ့ပြန်ပြဘလားလောက်ရှိလဲအကုန်လုံးပါပဲလေတိုင်းပါပဲလေတိုင်းမှာမရှိဘူးတစ်စီးကို15ရောက်10ရောက်18ရောက်လောက်ရှိကြတယ်တခြားနိုင်ငံကလူတွေရောရှိနေလားရှိရကမ်ဘောဒီးယားရှိမယ်လာအိုရှိမယ် သူတို့လည်းဒီလိုမျိုးပဲဒီကမ္ဘောဒီးယားဆိုတော့နော် ကမ္ဘောဒီးဒီကမ္ဘောဂျာပေါ့နော်သူတို့ခေါ်ကျွန်တော်ခေါ်တာကမ္ဘောဂျာလူလူမျိုးပဲသူတို့ပွဲစားရောင်းစားတာပဲသူတို့မျိုးသူတို့လူတက်တာဒါပေမဲ့သူတို့ကျဥစားပေးတယ်သူတို့ဘာသာစကားနားလဲသူတို့သူတို့ကျဥစားပေးကြတယ်သူတို့လူသူလူမျိုးသူဥစားပေးကြတယ်ကျန်တဲ့လူမျိုးဗမာလူမျိုးကြောင့်တိတ်ပြီးတော့ဥစားမပေးကြဘူးဒီတိုင်းနေရဒီကမ္ဘောမှာနေတော့ဟောအကိုဒီဘလိုလုပ်မျိုးလုပ်ကိုင်းခဲ့သေးလဲဒီအခုကမ္ဘာလက်ရှိနေရကျွန်တော်နှစ်နှစ်နီးပါးရှိတယ်ကျွန်တော်အထင်မလိုက်တော့ဆုံးပြေချာပြီးကမ္ဘာပဲဒီအင်ဒိုနီးရှားကမ္ဘာပဲနေတာကျွန်တော်မှာပဲနေနှစ်နှစ်နီးပါးရှိတယ် ကျွန်တော်ဒီအခုဝင်လာတဲ့လှေမှန်မြောက်ကိုကျွန်တော်ငါတင်ငါတင်တယ်ဒီရှိရဲ့ဒီတင်မောထဲမှာရှိတဲ့ငါကိုချတယ်တင်မောကြီးကပြန်တင်တယ်လို့ကုန်တင်ကုန်ချတော့ပေါ့အဲ့လိုမျိုးပဲအဲ့လိုပြန်လုတ်ကင်စားတယ်အဲ့ခါကျတော့ဒီအကိုတို့လောက်အားနဲ့ထိုက်တန်တဲ့ဒီလောက်အားကရရပါရပါအဲ့ဒီဖလေပေါ်မှာလိုက်ရတာထက်ကမ်းပေါ်မှာကြံခဲ့ရတာနည်းနည်းလေးအနေကင်းတယ်လို့ပြောလို့ရတယ်ဟုတ်ကဲ့ပြောလို့ရပါတယ်မဒီကမ်းပေါ်မှာနေရဆိုတော့ဒါပေမဲ့အနေအတူတူပါပဲ level နဲ့ဒီကမ်းပေါ်မှာဆိုရင်လည်းဒီ ဒီ office ကဆို office တို့ဒီအုပ်ချုပ်ရေးဥစ္စာတွေနည်းကြောက်ကြတာပေါ့မပြောမပြောမလဲတခါကျရင်မူးလိုက်ထိုးလိုက်ထောင်းလိုက်ရှိသေးတခါကျရင်ဘယ်လေးရလဲမင်းလားစင်းလားအဲ့လိုက်ပြောကြောက်ကြပါမေးတယ်ဒီဘယ်လေးရလဲဘယ်လေးသားလဲသူမေးတယ်မေးခိုင်းကိုကအမှတ်တမ်းမဖြစ်နိုင်သူကတခါကျရင်ခေါ်ပြီးတော့ချုပ်ရထဲထားလိုက်ရောအဲ့လိုမျိုးအကောအဲ့လိုမျိုးအချုပ်တွေပါခင်ခဲ့ရအောင်ကျွန်တော်ကတော့ခံခဲ့ရရင်၁၀ပါပဲဒါကကျွန်တော်ပယ်နေကျွန်တော်ရဲ့ဒီလျှက်ပယ်နေပေါ့နော်ကပလိန်ပြန်ဖန်ခိုင်းလို့ကျွန်တော်ကျွန်တော်ပြန်ယူမယ်သူကျွန်တော်မလိုက်ဘူးအသိဉာဏ်တော့ ါကျွန်တော်ပြန်ဖန်ခဲ့ချော်ရဲ20ထဲပြီနောက်ပိုင်းရှိုင်းပြန်ပို့တယ်ဒါပေမဲ့မပြန်ရောက်ခဲ့ဘူးပင်လည်းရပြန်ပြန်ပြန်လာတယ်ကျွန်တော်ကဩအဲ့လိုပြန်လာတော့အခုဘယ်လိုပုံစံမျိုးနဲ့ပြန်လာခဲ့ရလဲဒီပြန်လာတယ်ဆိုတော့သူဒီရှမ်းပြည်မရောက်ဘူးလန်တော်မှာဆိုငါဆွဲနေတယ်တင်မောငါပြည်သွားတယ်ပင်လည်းလည်းငါသွားမခဲ့ဘဲနဲ့ဒီကောင်းပြန်ဝင်လာတော့ပြန်ပါလာတာရှမ်းပြည်ဆိုတော့ဒီယူရီးယားပြောတာနော်အဲ့လိုမျိုးနဲ့အခုမရောက်ခဲ့တာမရောက်ခဲ့တာဒီမန်ဆိုရောက်တာဒီမြန်မာပြည်ကိုကြာပြီကျွန်တော်ရောက်တာအဲကျွန်တော်ပြန်လည်းအခွင့်ကြုံမကြုံလို့ပေါ့နော်ကျွန်တော် ဘယ်နှခါလောက်ကိုကိုစူးစမ်းခဲ့လဲကိုနိုင်ငံကိုပြန်ရောက်ဖို့အတွက်လေ၄ခါလောက်ရှိကျွန်တော်စူးစမ်းသုံးလခါလောက်ကျွန်တော်စူးစမ်းခဲ့ဘယ်လိုနည်းမျိုးတွေနဲ့စူးစမ်းခဲ့ရလဲကိုဘယ်လိုမျိုးလက်ထက်မှာပတ်စံရှိပြီးရယ်ဒီရှိတော့လဲမြန်မာပြည်ဒီပြန်မှုတမောလမ်းချော်လေကြုံမရှိဘူးဖြစ်နေရှမ်းပြည်ပြန်မှုဒီထက်ယူရီးယားပြန်မှုလေကြုံမရှိဘူးနောက်တစ်ခုပတ်စံမရှိဘဲပတ်စပို့ရှိပြီးတော့ပြန်မှုကကြုံမရှိဖြစ်နေခောက်ခောက်ခါပဲသုံးလခါလောက်ရှိတယ်နေ့ကောက်နေပါ ဟိုဟာအကိုတို့ဒီလေးပေါ့နော်အကိုတို့အလုံးလုံးတဲ့နေမှာရော passport တွေကိုနေနေပိုင်ရှင်ကအဲ့လိုမျိုးတင်ထားတာမျိုးရှိသေးလား passport ကိုတင်ထားတယ်နေပိုင်ရှင်မဟုတ်ဘူးဒီတကြီးပေါ့တကြီးပဲ့နေပေါ့ဟုတ်ကဲ့သူကတင်ထားတာမဟုတ်သူကတင်တင်စီရတာပါပဲသူကကျွန်တော်တို့လက်ထပ်ပေးမကင် passport မရေးသွားကကြည့်ပါကနေ passport နဲ့တူလားမတူလားကျွန်တော်မသိဘူးဒါပေမဲ့အစိမ်းရောက်မှာ passport ပါတယ်ကျွန်တော်ကမပါတော့ပါတယ်ခုတင်ထားလိုက်အဲ့ကလေးတွေဟုတ်ကဲ့အဲသူတို့မပေးဘူးလက်ထဲမထည့်ဘူးသူတို့ရသူတို့ပါသူတို့ယူရတင်ထားလဲဒီအင်ဒိုနီးရှားနိုင်ငံရှိတဲ့ဒီ အကြီးကဲသူပြရတယ်ပြပြီးပြန်သူတို့ပြန်သိမ်းတယ်ဘယ်လိုမျိုးလဲဟောတခုပေါ့နော်ညီမသိကျင်တာကလေခုနအကိုပြောတာဒီပတ်စံရှိလို့ရှင်လာပြန်ရွေးလို့ရတယ်ဆိုတော့ပေါ့အကိုတို့အနေနဲ့ဒီအလုံးလုံးမယ်ပုံမှန်အလုံးလုံးမယ်ဆိုလို့ရှင်ရောဘလောက်အတိုင်းတာကြာရင်ကိုယ့်ကိုအိမ်ပြန်ခွင့်ပေးမယ်ပါညာဒါမျိုးတော့သူတို့ခေးပေးတာမရှိဘူးပေးထားရှိတယ်ရှိတယ်ပဲသူကပြော3လပြင်ပြန်ရ6လပြင်ပြန်ရတနည်းပြင်ပြန်ရတယ်ဒါပေမဲ့တောင်းပြန်လည်းပြန်မရအောင်ပြန်မရအောင်ဆိုတာသူကပြန်မလုပ်ဘူးဒီလိုမျိုး6လတင်းဟောပြောပြီးရ မေးကြည့်တယ်6လပြည့်ပြင်လို့ရတာဒီပွဲစားတွေကိုမေးကြည့်အောင်ကျွန်တော်လည်းမလုပ်ခင်က6လပြည့်ပြင်လို့ရတယ်သူတနည်းပြည့်ပြင်လို့ရတယ်3လပြည့်ပြင်လို့ရအကျွေးကြည့်ရင်ပြန်လို့ရပြီသူတို့ပြောပြီးွားကြီးအဲ့ချိန်မှာတောင်းပြန်တယ်ပြန်မလို့ဘလုံးနီးညောင်းတောင်းပြန်နောက်ဆုံးမရတဲ့အဆုံးမှာကျွန်တော်ကမ်းမှာနေခဲ့တယ်ဒီကမ္ဘာနေခဲ့တော့ဗောနော်ဒီခု AP တင်းနောက်တွေနဲ့တွေ့တယ်နောက်ပြီးတော့ IOM ဗောနော်ဒီအဖွဲ့စည်းရဲ့အကူအညီနဲ့ကိုတို့ဘလို့ပြန်ပြီးတော့လွတ်မြောက်လာခဲ့တာလဲ share လာလေးကိုပြောပြပေးပါဦးဒီ AP တင်းနာနာကကျွန်တော်တို့ရှိလာွားတယ်လာပြီးတော့ကျွန်တော်တို့မင်းမြန်စုံစမ်းပြီးတော့နေရေးလိပ်စာတိကျတောင်းတယ် အဲ့နော်သူကိုယ်တိုင်မဲ့ကျွန်တော်အိမ်ကိုကျွန်တော်မိပါတယ်ရှိလားစုံစမ်းပေးတယ်။အဲစုံစမ်းပေးပြီးတော့ကျွန်တော်မိပါရဟုတ်ပါတယ်ကျွန်မသားကျွန်မဩဇာပါကျွန်မသားပါဆိုပြီးတော့ပြောပြီးတော့တွေ့ပြီးစုံမင်းပြောသူကတဆင့်ဒီ I1 ဒီပြီးလူကုန်မှုဌာနတိုင်းနေနေရတဲ့ဖွဲ့ကိုသူကတောင်းလဲပြီးတော့ကျွန်တော်တို့ကို I1 ကတဆင့်အင်ဒိုနီးရှားနိုင်ငံလာပြီးတော့အခုလာကူညီပေးတာ။အော်ဟုတ်ကဲ့ဒီအင်ဒိုနီးရှားနိုင်ငံမှာလည်းအစင်းစင်းပါပြီကျွန်တော်တို့ကဒီကနေပြီးတော့ဒီအင်ဒိုနီးရှားနိုင်ငံရှိအစိုးရဒီ plate တို့ဒီ အမီဂရက်စီပြီးတော့နောက်ထပ်ဒီဂျာကာတာရောက်မှလာကျွန်တော်ဒီမြန်မာတန်ယုံကတွေ့တက်ပြီးတော့ခုလိုမြန်မာတန်ယုံကကိုလင်းသူကအစားရကူညီပြီးတော့ကျွန်တော်ဒီခုလိုပြန်ရောက်လာတာပေါ့အခုဒီကမ်းမှာနေခဲ့တယ်ဆိုတော့လေအခုလိုမျိုးတခြားမြန်မာတွေလည်းရှိမှာပဲပေါ့နော်ရှိအများကြီးပါပဲဟုတ် အဲ့ဒီမှာသူတို့ကအကုန်လုံးကဒီငါဖန်သင်းမောတွေမှာပဲလောက်ကြတာလားဒါမှမဟုတ်ရှင်မြန်မာတွေပေါ့နော်ညီမမေးချင်တာကလူကုန်ကူးခံရတဲ့လူအများစုကအဲ့နိုင်ငံတွေမှာဘယ်လိုလုပ်ငန်းမျိုးတွေကိုသူတို့လုပ်ကံရတာကိုတွေ့ခဲ့သေးလဲမတွေ့ပါဒီလိုမျိုးကျောင်းနေငါဖန်လုပ်ငန်းလောက်ကြနောက်ပိတ်ဆိုအဲ့ဒီမှာသူတို့နိုင်ငံသူလူမျိုးတွေနဲ့အင်းအောင်ကြပြီးတော့ခလေးမွေးပြီးတော့အဲ့ဒီမှာလောက်ကံစားတယ်သူချို့လူတစ်လုပ်ငန်းတစ်ခွဲလုပ်ငန်းဒီတော်တယ်မှာပေါ့နော်တစ်ဖြက်လုပ်တယ်ဒီထမ်းနဲ့နောက်တစ်ခုဗီလာမြေပါလောင်းနေသူတို့ဒီလမ်းခင်းနေရှင်ဒရိုက်ဘာကုလည်းသူတက်လို့ဆောက်လို့ယူရအဲ့လိုမှလောက်ကြတယ် တို့ကန်ထားရယူပြီးတော့ဘလောက်ဘလောက်ဆိုယူပြီးလောက်ကြတယ်တို့တွေလူမျိုးတွေရှိကြပါတော်များအဲ့မှာဆိုအနည်း20ကျော်အနည်းအစိတ်အနည်း30လောက်ရှိပြီတို့တွေဟုတ်ကဲ့ဟိုအကိုတို့ဥဆုံးပြန်လာတဲ့အတုတ်က6ယောက်ပဲပါခဲ့တာ6ယောက်6ယောက်ဟုတ်ကဲ့ဟုတ်ဒီ6ယောက်ကရောအကိုတို့ဟိုအကုန်လုံးငါဖန်းလုပ်ငန်းငါဖန်းလုပ်ငန်းတွေတွေပဲဟုတ်ကဲ့ကျန်တဲ့9ယောက်ကဒီအန်ဘူကကျန်တဲ့2ယောက်ကဘယ်ကျွန်းလဲကျွန်တော်မသိဘူးကျွန်တော်တို့ဒီ6ယောက်ကဘင်ဂျီနာနောက်တဲ့9ယောက်က ီအမ်ဘိုပါကျွန်တော်သွားတဲ့အချိန်မှာအမ်ဘိုမှာ9ရက်နဲ့ဒီ immigration ရောမှာရှိရဲနောက်ဆုံးကျွန်တော်အတူတူပြသွားပြီးတော့ချက်ကလာသွားကြ73ရက်73ရက်ပဲအလုံး73နောက်နှစ်ယောက်ကဒီပြန်ကျွန်တော်ပြန်ကန်နေနေမှာပဲဒီနေ့လို့ပြန်မနေ့ကလို့ပြန်ဒီနေ့လို့ရောက်ချလာတဲ့သူတို့တွေကနှစ်ယောက်ပါဟုတ်ကဲ့ဒီ9ဖက်နေမှာလောက်တော့ပေါ့နော်အခုအတွက်ခက်ခဲတာတွေကအများကြီးရှိခဲ့မှာပဲလေအဲ့တော့အဲ့ဒါတွေကိုကြုံတွေ့ရတဲ့အခါမျိုးမှာရောအခုဘယ်လိုကြော်ဖြတ်ခဲ့လဲဒါပေမဲ့ဒီကြော်ဖြတ်ကြော်မကြောက်မှုရင်းရင်းဆန်းဆန်းဒီမကြောက်မှုဟုတ်မယ်နဲ့ဟိုတေးချာချာ စဉ်းစားစဉ်းုံပြပြီးမှကြော်ဖက်ခဲ့တာပါဟုတ်ကဲ့ဒီစည်းနေရထားတော့တော့ဟိုမှာပြန်လာမှုကြံတဲ့သူ913ယောက်ရှိရလို့ပြောရနေပေါ့ဟုတ်ကဲ့အဲ့လောက်ပဲလားကိုနောက်ထပ်ကောနောက်ထပ်ကောရှိပါသေးတယ်နောက်ထပ်ရှိရဆိုတော့သူတို့ဒီကမ်းမှာတော့မဟုတ်ဘူးပင်လယ်ထဲမှာဖြစ်ဖြစ်မယ်နောက်တစ်ခါဒီဘေးကျွန်းမှာလည်းဖြစ်ဖြစ်မယ်ပင်လယ်ထဲမှာဆိုတော့အခုလက်ရှိဒီဘင်ဂျီနာမှာရှိရလက်ရှိလေကအားလုံးပေါင်းအစီ90ကျော်ပဲမကဘူးအစီပေါင်းရာကျော်ရာကျော်တယ်ဟိုက10ကျော်လောက်ပဲရှိရခုက ဒီ10ကျော်နဲ့ဒီတော့900ကဒီမြန်မာပြည်သားပဲနောက်ထပ်အများကြီးကြံသေးတယ်ဒီအများကြီးမှဒီသတင်းတွေရောက်လာချိန်မှာသူတို့မဝင်လာကြတော့ဘူးဒီရိုးရဲဘက်ကတထေးအတိပါချိန်မှာဒီကမ်းကိုပြန်ဝင်ခိုင်းတော့ပင်လာပါပဲနေခိုင်းပြီးတော့ဒီရိုးရဲကိုပြန်ခိုင်းတာဘာလို့ခိုင်းတော့ကျွန်တော်မသိဘူးဒီလေပေါင်းကအားလုံးပေါင်းအစီးရာကျော်တယ်ရာကျော်ဆို300နီနီ200ကျော်300နီရှိတယ်အခုက56စီးပဲရှိတယ်လေစီးကကျွန်တော်လက်ရှိသိရတော့ပမာဏတော့ကြားထဲမှာကွာနေတယ်ဘာမှမကွာနေအများကြီးကွာနေလူရောပေါင်းအများကြီးကြံသေးတယ် ကဲ။ဟိုမှပြီးသားပေါ့။ဟုတ်ကဲ့။အခုလိုမျိုးပေါ့နော်။ကိုကိုရန်ကဒီလိုထည့်ရမျိုးတွေကြုံခဲ့ပြီးပြီဆိုတော့ပေါ့။နောက်လူတွေပေါ့ကို။ဒီနောက်ထပ်ကို့လိုလူတွေထပ်ပြီးတော့မရှိရလေအောင်ပေါ့။အကွာရှိရကြုံခဲ့ပြီးသားလူတယောက်အနေနဲ့ရောဘယ်လိုအကျဉ်းပြုစကားပြောခြင်းလဲကို။အကျဉ်းပြုဒီနောက်ဒီအခုသွားမယ်နောက်သွားမယ်ဆိုရင်လေကိုပေါ့ကိုဒီကြီးကြက်ပြီးသွားမမားတဲ့နာမမမလို့တဲ့နာမလို့အောင်တော့ဒီဆင်ကျင်ကြပါဆင်ကျင်တရားနဲ့ဆင်ကျင်ဒါပေမဲ့မသွားတာအကောင်းဆုံးပါပဲဟိုနိုင်ငံမသွားလို့တော့အကောင်းဆုံးပါကိုနိုင်ငံမှာကိုအခုလောက်ကန်စားတော့ စီးပွားရေးချင်းတွေကလုပ်ငန်းကံကံနဲ့အများကြီးပဲကိုပေါ့ရှာဝေစားစားလုပ်ငန်းအဆင်ပြေကြပါတယ်ဟုတ်ကဲ့အဲ့တော့ကိုကတော့မသွားစေချင်တော့ကိုကမသွားစေချင်ဘူးဟုတ်ကဲ့ပါကိုအခုလိုမျိုးပေါ့နော်ရမင်းမင်းသမီးတို့စိတ်ရှိရှိနဲ့ဖြည်းဖြည်းအားကျေးဇူးအများကြီးတင်ပါတယ်ဒီရွယ်ချက်ကလည်းအဲ့လိုမျိုးပေါ့နော်ဒီလိုလူလူချင်းကောင်းပုံဖြတ်ခံရတဲ့သူတွေနည်းနဲ့တည်းမနည်းအောင်ဆိုပြီးတော့ရမင်းတို့ကလည်းရည်ရွယ်တာပါအခုလိုမျိုးအင်ဒိုနီးရှားနိုင်ငံမှာလူကုန်ကူးခံရပြီးမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့တဲ့တားဖြစ်သူနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူကလည်းသူ့ရဲ့ခံစားချက်ကိုအခုလိုမျိုးပြပြသွားပါတယ်။အဲအန်ဒီယာလည်း तू က6နှစ်လောက်ရှိနေပြီဆိုတော့အန်ဒီယာသိပြီလို့ပဲသူ့ကိုတတ်မှတ်လိုက်တာပေါ့။တေးပြီးလို့ပဲတတ်မှတ်နေတယ်ဒီလိုပဲနေတာပေါ့လိုက်စုံစမ်းတော့စုံစမ်းတာပေါ့နော်စုံစမ်းတော့မရတာနဲ့အန်ဒီကတေးပြီးဆိုရယ်ကိုလက်ကောကကိုနေတာပေါ့ဒီတနေ့ကျတော့တာကိသမှာအန်ဒီသွားလဲတာအရင်ကအန်ဒီကဒီမှာနေတာမဟုတ်ဘူးတာကိသသွားလဲတာသွားလဲတဲ့နေ့ကျတော့အီအန်ဂျီကအီကော်မလေးအီအစ္စရာမလေးကအင်လာပြီးတော့သူကတပြည့်လူကျမတို့အတော်နာမည်နဲ့သူကပေးတာကျမနာမည်နဲ့ပေးလိုက်တာမဟုတ် အိမ်မှာလူဟောင်းနေရှိတော့သူကလိပ်စာလေးနဲ့သူကပေးလိုက်တော့အဲ့ကောင်မတွေကလာလာလာတော့သမီးဘာလာလောက်တာလဲဆိုမဟုတ်ဘူးတဲ့အန်တီကြီးတဲ့ဝင်းကိုဝင်းကိုနိုင်လို့တော့မပြောဘူးပေါ့ဒီကျမတို့အတော်နာမည်ပြောပြီးသူကဓာတ်ပုံလေးပြတာပေါ့ပြတော့ကဲသမီးရဲ့ပြစမ်းဘယ်ဓာတ်ပုံလဲဆိုပြီးအန်တီကတောင်းကြည့်လိုက်တဲ့ခါကျတော့ဟဲငါသားလေးပါလားပေါ့သမီးဘယ်ရရလဲပေါ့အန်တီကိုပြောစမ်းမှပြောစမ်းမှအန်တီမငိုးနဲ့မငိုးနဲ့စိတ်ကိုခိုင်းခိုင်းထားစိတ်ကိုခိုင်းခိုင်းထားဆိုတော့အန်တီကအေးပေါ့ကဲသမီးလေးပြောပါဆိုတော့အဲ့ဒါနဲ့သူက န်ဒီဝင်းကိုနိုင်တော့ရှိတယ်ကောင်းကောင်းမွန်မွန်နေရထိုင်ရပါတယ်ကောင်းကောင်းမွန်မွန်အန်ဒီစိတ်ချမ်းသာအောင်ဒါပေမဲ့ဘယ်တော့ဘယ်ရဲ့ရောက်မယ်ဆိုတော့တမီးတို့တော့မပြောတတ်ဘူးဒါပေမဲ့ဝင်းကိုနိုင်တွေ့လိုက်တော့ကိုလိပ်ဆာနဲ့ဓာတ်ပုံနဲ့ပေးခိုင်းပြီဆိုတော့အန်ဒီကိုအဲ့ဒါသူကပေးခိုင်းလိုက်ပေးခိုင်းလိုက်တော့အန်ဒီနဲ့သူနဲ့ကဒီကြားထဲမှာအဆက်အသွယ်မပြတ်တော့ဘူးပေါ့နော်သူကျမအန်ဒီကိုဆိုးဥစားဖြစ်နေသူကတပတ်တခါဖုံးဆက်ဆိုတော့အန်ဒီဖုံးဆက်တယ်အန်ဒီကောင်းနေအန်ဒီမားမပူနဲ့နော်တမီးဟိုအဆင်ပြောင်းတော့ပြီးမယ်ပို့ပေးမယ်နဲ့သူဘလောက်ကြာသွားလဲဆိုတော့နှစ်လပိုင်းနှစ်ရက်နေရသူလာပြောသွားတာပေါ့နော် နှစ်လပိုင်းလာပြန်အဒီနေ့ကတော့ဖုန်းကတော့တပတ်တစ်ခါရှိတာပေါ့သူနဲ့အဒီနေ့ကတပတ်တစ်ခါသူပြောလိုက်ရှိလိမ့်ပြောလိုက်ရှိလိမ့်နေပဲအဒီနေ့ကအခုနှစ်လကျော်သုံးလနီးနီးပဲပေါ့နော်အခုသူတို့ပြန်ရောက်တဲ့နေ့ပဲပြန်ရောက်တဲ့နေ့မနေ့ကျတော့သူကကျမကိုဖုန်းလန်းခေါ်ပြီးလေလေရင်ခွင့်မှာအဒီတွက်ဆောက်ပါဝင်းကိုနိုင်ကပါလာမယ်သူတို့လေရင်စိုက်လဲစိုက်အမဝင်းကိုနိုင်ကိုဒါလိုက်ပဲတန်းတွေးတာပဲပေါ့နော်ငါတို့က9လ6လမှမဟုတ်တာနှစ်နဲ့ချီပြီး5 6နှစ်ရှိနေပြီဆိုတော့အဒီဝင်းတာတာပေါ့ကိုသားလေးဒီတို့ပြန်လာလဲဆိုလုံးဝမထင်တာအမှန်ပဲ ရှိမှလည်းမဟုတ်တော့ဘူးသေပဲသေပြီလားတော့မသိဘူးဒီလိုပဲနှိရှိသေးရတွက်နေတာနှိရှိသေးရငိုရနှိရှိသေးရတွက်တယ်အခုသူလာပြောပြီးမှဆိုအန်ဒီ3လတိတိတော့ထမင်းမစားနိုင်တွေ့တဲ့နေမှာမျက်ရည်ကြားဟုတ်ကဲ့ပါအခုလိုမျိုးလူကုန်ကူးခံရတာတွေအတ္တမတွင်ပြုခိုင်းစေခြင်းခံရတာတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာမှာရောမြန်မာနိုင်ငံမှာပါအသိပညာပေးလုပ်ငန်းတွေကိုပုံမှန်လုံဆောင်လာပေမဲ့လေဒီလောက်ရက်တွေကတော့လူအတိုင်းဝိုင်းကိုချင်းချောက်နေသေးပဲဖြစ်ပါတယ် နောက်တစ်ပတ်အမိသက်ပါဆန်အစီအစဉ်တွေမှာရောဘသူနဲ့တွေ့ဆုံပြီးတော့ဘလို့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမလဲဆိုတာမိသက်ပါဆန်ပြည်သက်ကြီးကဆက်ဆက်ဆောင်ကြည့်ကြဖို့ဖိတ်ခေါ်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။